နားပြီးတဲ့အခါမှာနိုင် အနိုင်ထက်ပြုတ်ခြင်းတွေကိုရှောင်ရပါမယ်။တချို့သော သူတွေကအရက်သေးစားတောက်စားတဲ့အခါမှာသွေးဆိုးတယ်။သွေးဆိုးတဲ့အခါမှာလက်ချေပါလာတယ်။ဆိုစနီးတွေကကြာလာတဲ့အခါမှာအိမ်တွင်းမှာပြဿနာဖြစ်ရင်းနဲ့မှလက်ချေပါတော့အသားနာတော့အိမ်ကထွက်ပြေးခြင်းကိုဆိုတော့သွေးဆိုးတဲ့အရာတွေပေါ့နိုင်ထက်ဆင်းရင်းပြုတ်တဲ့အရာတွေတချို့သော သူတွေကလည်းဒေါသအလိုလျောက်ထွက်တယ် ။နည်းနည်းလေးဒေါသထွက်ပြီးဆိုရင်မျက်နာထိုးလိုက်ရမှခြေထောက်နဲ့ကန်လိုက်ရမှအဲ့လိုမှမဟုတ်ဘူးဆိုရင်နံရံကိုလက်သီးနဲ့ထိုးလိုက်ရမှခြေနဲ့တက်တဲ့အမျိုးသားအမျိုးသမီးတွေရှိပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့အဲ့လိုပြဿနာဖြစ်ပြီးဆိုရင်အကောင်းဆုံးကတော့တိတ်ဆိတ်စွာနေလိုက်တာအကောင်းဆုံးပဲ။ဘလောက်ပဲကိုမှန်နေပါစေတက်တနာကိုမဖြေရှင်းပဲနဲ့တိတ်တိတ်ဆိတ်ဆိတ်နေလိုက်ပြီးတယောက်နဲ့တယောက် အေးသွားပြီဆိုမှအဲ့ဒီပြဿနာရဲ့အရင်းမြစ်ကိုနားလည်အောင်ရှင်းပြတတ်ဖို့ရန်အတွက်လိုအပ်ပါတယ်။ဒါကြောင့်အနိုင်တက်ပြုခြင်းအနိုင်တက်စင်းနေမှုလက်ချေပါခြင်းတွေကိုရှောင်ရပါတယ်။